ပြခဲ့ရတဲ့နှစ်ကြော်စလုံးချုံထားတဲ့ရှုံးကျူဒီရသည်မှာပြန်ဆက်နိုင်ဖို့လိုရလို့ထင်တယ်။ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ United Shoe ကနေကြိုဆိုရတယ်။ဒါဒီတော့ကတော့ Premier League ပွဲစဉ်30ပေါ့လေ။ United အနေနဲ့ Nottingham Forest ရဲ့ England City Ground မှာသွားကစားရမယ်။ဆိုတော့ဒီနေ့ညပွဲနဲ့ပတ်သက်တဲ့ပွဲချုပ်ပြီး match talk ကိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ်။အပိကရဲ့ဘက်ကတော့ United အနေနဲ့ဒါ Brighton ကို၄ဂိုး၂ဂိုးဆိုရရလက်နဲ့ England Old Trafford မှာနိုင်ခဲ့တယ်ဗောလေနောက်ဆုံးကစားခဲ့တဲ့ Premier League ၃ပွဲဆက်တိုက်နိုင်ရရှိခဲ့ပြီးတော့လက်ရှိ United ရဲ့ form လည်းတော်တော်လေးကိုကောင်းနေတဲ့အနေအထားတစ်ခုမှာ ရှိနေတယ်။ဒီနိုင်ခဲ့တဲ့၃ပွဲမှာလည်းဒါပွဲ reset တယ်မဟုတ်ဘဲနဲ့ကွင်းတွင်းခြေစွမ်းအရာပါ။ general ပြည်သက်တွေအတွက်အားရကျင်းတ်စရာကောင်းတဲ့အနေအထားတစ်ခုမှရှိနေတယ်။ဒါကြောင့်လည်းဒီနေ့ညကစား Memorial Forest နဲ့ပွဲအတွက်ယင်ပွဲတွေအထက်ပို့ပြီးတော့ United ပြည်သက်တွေအနေနဲ့ expectation ထားကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်။ဆိုတော့ပထမဆုံးအနေနဲ့ Diamond Notian Forest ရဲ့လက်ရှိတရားတွေအခြေအနေလေးကိုတစ်ချက်တော့တွေ့ကြည့်ကြအောင်ပေါ့နော်။ Notian Forest ဆိုရင်ဒီအားဒီမှာ Premier League ၉ပွဲကစားထားပြီးမှတပွဲနိုင်၂ပွဲသေး၆ပွဲရှုံး ဒါပေမဲ့ငါးမဖေးရထားပြီးတော့ပရီးမီယာလိရဲ့အဆင့်16နေရာမှာတလောရောက်ရှိနေတယ်ပေါ့နော်။ဒါပြီးခဲ့ရာသီကအရင်ကောင်းခဲ့တဲ့အသင်းယူဘာလိဝင်ဝင်တနေရာရရှိခဲ့တဲ့အသင်းအားဆိုရင်ဒီနေ့ရာသီမှာတော့ဒါဒေါ်လေးကိုရုံးကန်နေရတာတွေ့ရတယ်။အာဒီရာသီမှာဆိုရင်ဒါ relegation zone မှာရှိနေတယ်။ပြီးတော့ဒီနေ့ရာသီတို့တို့အသင်းရဲ့အခြေအနေဇိုးတွေကဆိုရင်ဒီရာသီနီးပြနီးပြပေါ့နော်။နီးပြတွေအပြောင်းလဲလုပ်ခဲ့တာကြောင့်လဲပါမယ်လို့ထင်တယ်။ဒါပထမဆုံးအနေနဲ့ဒါ အာနူနိုဆန်တိုစ်ကိုသူတို့ထုတ်ခဲ့ပေါ့နော်ယာတူကနေထုတ်ပယ်ခဲ့ဒါပွဲစဉ်သုံးပြီးမှပဲယာတူကနေထုတ်ပယ်ခဲ့အဲ့နောက်ပိုင်းမှာတော့ပိုစတီကိုဂလူကိုသူတို့နီးပြအပြစ်ခန့်ခဲ့တယ်ပိုစတီကိုဂလူလက်ထက်မှာလည်းအချင်းတွေကထင်အားထက်တဲ့ပိုဆိုးရွားနေတဲ့အတွက်ချက်စီနဲ့ပွဲပြီးမှပဲချက်ချင်းဆိုလိုမျိုးထုတ်ပယ်ခဲ့ရပေါ့နော်လက်ရှိကတော့ရှောင်းတိုက်ပေါ့လေရှောင်းတိုက်အနေနဲ့ကတော့ဒါပရီးမီယာလိတတ်တော်ရှေ့ပွားရဲ့နီးပြဖြစ်တယ်ဒါဆိုတော့ရှောင်းတိုက်အနေနဲ့ဒါနော်ရင်ဖော်ရက်စ်ကိုကင်တွဲခဲ့တဲ့နှစ်ပွဲရှိရပေါ့နော်ပထမဆုံးပွဲမှာတော့ယူဘာလိပွဲမှာ ပေါ်တိုနှစ်ကိုးကုန်းရှိလို့ရလနဲ့အနိုင်ရရှိခဲ့တယ်။အဲပြီးခဲ့တဲ့အပတ်မှာတော့ဘောမောက်ကိုနှစ်ကိုးကုန်းရှိဆိုရလနဲ့ပြင်းပြတဲ့ပွဲမှာရှုံးခဲ့တယ်ပေါ့နော်။ဆိုတော့အလုံးချုံပြောရမယ်ဆိုရင် Lorian Forest ရဲ့လက်ရှိအခြေအနေကတော့ဟိုတော်တော်လေးကိုစိုးနေပေါ့နော်။ဒီဟာဒီဖောင်ကမနစ်ကဖောင်လို့တော့မဟုတ်ဘူး။တော်တော်လေးကိုစိုးနေတယ်။ဒါပေမဲ့သူတို့မှာ quality မြင့်တဲ့ကစားသမားတွေရှိတယ်။ဟိုအရေးသွင်းမြင့်တဲ့ကစားသမားတွေတိုင်ဘက်အသင်းကိုအများအားဟိုအချိန်မြေဒုက္ခပေးနိုင်တဲ့ကစားသမားမျိုးတွေပြဥပမာ Morgan Kestrite တို့လိုကစားသမားမျိုးတွေ ကော်လန်ဟိုဆန်အော်ဒရိုင်းတို့လိုကစားသမ်းမျိုးရဲ့အပြင်မှာလက်ရှိဒီအင်္ဂလန်လက်ရွေးစင်အသင်းမှာ၂ရာတနေရာကွင်းနဲ့နေရာနေရာအပိုင်စားရပြီလို့တောင် ပြောလို့ရတဲ့ Idio Anderson လို quality မြင့်ကစားသမ်းမျိုးကြီးရှိနေတယ်။အဲပြီးခဲ့တဲ့ရာသီက top scorer တို့အတင် top scorer လို့ပြောလို့ရမယ်။ Chris Wu ကတော့မပါနိုင်ဘူးပေါ့နော်။နေရာချုပ်မပါနိုင်ဘူး။သူစားမှာတော့ Brazilia ခေါ်ထားတဲ့ Igor Jesus တို့လိုကစားသမ်းမျိုးကြီးပါဝင်လာနိုင်တယ်ပေါ့နော်။ဆိုတော့ အလုံးချုပ်ပြီးပြောမယ်ဆိုရင် Northern Forest ရဲ့ DRD အခြေအနေကတော့မကောင်းဒါပေမဲ့ Shawn Dyke လက်ထက်မှာတော့ကျွန်တော်စောက်ကြည့်ရအောင်မယ် Shawn Dyke ကခန်းစစ်အရန်ကောင်းတဲ့နေပြလောင်ဘောတွေနဲ့အဲပြန်ဘက်ကိုထိုးနှက်လေးရှိတဲ့နေပြအဲပြီးတော့ quick counter တွေရနေတဲ့စင်ပြန်ဘက်ကိုထိုးတန်းနဲ့ထိုးနှက်လေးရှိတဲ့နေပြပေါ့နော်ဒီလိုမျိုးနေပြလက်ထက်မှာ Northern Forest ဘလို့အခြေအနေရှိမလဲဆိုတော့ကျွန်တော်စောက်ကြည့်ရမယ်ဒါ United အနေနဲ့လည်းပေါ်စားလို့တော့မရဘူး short drop လို့လည်းမရဘူးဘာကြောင့်လဲဆိုတော့ပြီးရဲ့ရာသီ city ground မှာလာကစားတော့အခြေအနေမျိုးမှာလည်းကျွန်တော် England ကရဲ့တလုံးတဲ့ကိုနဲ့ ရှုံးခဲ့တယ်ပေါ့နော်ဆိုတော့စီရောမလာကစားတဲ့ပွဲလေးဆိုရင်ကျွန်တော်တို့ခက်ခဲလေးရှိတာတော့အမှန်ပဲပြီးတော့ new manager bounce ဖြစ်တယ်။ဒါပြီးခဲ့တဲ့ရာသီကတော့ CD ကောင်းရယ်လို့မဟုတ်ပါဘူး။ဒါ Old Reform မှာကစားခဲ့တဲ့ပွဲမှာဆိုရင်လည်းကျွန်တော်ရှုံးခဲ့သေးတယ်ပေါ့နော်။3-2ဆိုရဲရလနဲ့ရှုံးခဲ့တယ်။ဒါနှစ်ကြော့စလုံးပြီးခဲ့တဲ့ရာသီမှာရှုံးခဲ့တဲ့ဆိုရဲအတွက်ဒီနေ့ရာသီမှာတော့ကျွန်တော်ရှုံးကြည့်ပြန်ဆန်းရမယ်ပွဲပေါ့လေ။ဆိုတော့ Northern Forest ကြောင့်ပြောပြီးတော့ဆိုတော့ဒါ United ဘက်ကိုတစ်ချက်ပြန်လဲကြည့်အောင်ပေါ့နော်။ United ကတော့အရှိမပြောရတဲ့အတိုင်းပဲ ပြမြလေးသုံးပွဲစတိုက်နိုင်ထားတဲ့အသင်းရဲ့ form ကလည်း on fire ပါเนาะ on fire ဖြစ်နေတယ်အမော်ရင်ရဲ့အမော်ရင်ကပေါ့နော်ဒီနှစ်ပွဲကတော့ United career တခြားလုံးမှာတစ်နှစ်ပြည့်တဲ့ပွဲပေါ့လို့ပြောလို့ရပါဘူးတစ်နှစ်တိတိရှိသွားခဲ့ပြီဆိုတော့ဒီတစ်နှစ်အတွင်းမှာအမော်ရင်အနေနဲ့အနေအင်းအတက်ကြွအများစွာရင်ဆိုင်ခဲ့ရတယ်ပြီးခဲ့တဲ့ရာသီမှာဆိုရင်ကျွန်တော်အဆင့်15နဲ့ရာသီတင်ခဲ့တယ်ဒီနှစ်ရာသီအစမှာလည်းအမော်ရင်အနေနဲ့ဒါထွက်တော့မလာခဲ့ဘူးပေါ့နော်ဒါထွက်ကတော့မလာခဲ့ဘူးဒါနိုင်ခဲ့တဲ့ပွဲတွေမနိုင်ဘူးတည်မကြိုက်တဲ့ပွဲတွေမှာတည်ကြပြီးတော့ အာသူ့အနေနဲ့လည်းထိုင်ကုန်တော်တော်လောက်ခတ်ခဲ့တဲ့အနေထားအခြေအနေမျိုးတွေရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ပြီးတဲ့ international break မှတိုင်ခင်တပွဲနဲ့ international break အပြီးမှာကစားခဲ့တဲ့နှစ်ပွဲပေါ့နော်စုစုပေါင်း၃ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီးတော့ Amorin အနေနဲ့သူ့အပေါ်မှာကြောက်ရွံ့နေတဲ့ PR တွေကိုဟောအတန်တင်း short ချထားနိုင်ခဲ့ပေါ့နော် Amorin အနေနဲ့ဒါယာဒီအစမှာတော့ခေါင်းမှာကဲတလောက်သူ system ကိုမပြောင်းလဲဘူးဆိုပြီးတော့ခေါင်းမှာကဲတလောက်ခုနောက်ပိုင်းရက်လက်ကောင်းခဲ့တဲ့ ပွဲမှာဆိုရင်သူအပြောင်းလဲလေးလှုပ်လာတာတွေတွေ့ရတယ်ဒါကွင်းထဲမှာဆိုရင် off the ball on the ball တွေမှာဆိုရင်အပြောင်းလဲလေးတွေရှိလာခဲ့ရဲ့အဲရှိလာတာနဲ့အမျှလည်းအသင်းရဲ့ရလက်ကပြန်ပြီးတော့ထိုးတက်လာတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအပြောင်းလဲလေးလှုပ်လာတဲ့အမော်ရင်ပေါ်မှာတော့ကျွန်တော်ကြိုဆိုရမယ်ပြီးတော့နောက်တစ်ချက်ကကစားမားတွေနဲ့ပတ်သက်ပြီးပြောချင်တာပေါ့နော်ကစားမားတွေကလည်းအချင်းချင်းတယောက်နဲ့တယောက်ပို့ပြီးတော့ယုံကြည်မှုရှိလာတယ်အဲတယောက်နဲ့တယောက်နားလည်မှုပိုရှိလာပြီးတော့ connection မိမိနဲ့ကစားလာနိုင်တာတွေ့ရတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့အာမဒီယလုံနဲ့အန်ပူမိုတောင်ပန်အချမ်း တော်တော်လေးကိုအားကောင်းတယ်နှစ်ယောက်ကတပွဲတက်တပွဲပို့ပြီးတော့အခြေဆက်မိလာလို့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးတွေအဲကိုဒမားတွေရာလဲကိုဒမားလမန့်စ်အနေနဲ့ရာလဲတော်တော်လေးကိုလက်ဆောင်ကောင်းတွေပြတ်နိုင်ခဲ့တယ်နောက်တန်းကလည်းတော်တော်လေးကို solid ဖြစ်လာပြီးအဲကွင်းလဲမှာဆိုရင်လည်းတော်တော်လေးလိုအနှုံကောင်းကောင်းနဲ့အဲကစားမားတွေတော်တော်လေးကိုနားလည်မှုရှိရေကစားလာနိုင်ပြီဆိုတော့ဒီလိုမျိုးအခြေအနေတွေမှာရောက်ရှိနေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ default ကျွန်တော်တို့ set ထိန်းထားဖို့လိုပါတယ်။ဒါကြောင့်လို့ဆိုတော့ကျွန်တော်တို့လာမယ့်ဒီဇင်ဘာ project ကာလလည်းရှိတယ်ပြီးတော့ကျွန်တော်တို့ ရှင်းမပြောခဲ့တဲ့ Brian Ambumoro, Ahmed Diallo တို့ပြီးတော့ Nasser Masrawi တို့လို့ဒီလိုမျိုး Africa ကစားသမားတွေကိုကျွန်တော်တို့ African ဒီအဟောပါတော့ Africa Player ကြရင်ကျွန်တော်တို့လက်လို့ရဖို့ရှိတယ်အဲဒီလိုမျိုး project ကာလတွေကစားမားတွေကိုလက်လို့ရမယ့်ကာလတွေမတိုင်ခင်မှာဆိုရင်ကျွန်တော်တို့ရမတ်တွေကိုကုတ်ချစ်ပြီးတော့ရယူထားဖို့လိုတယ်ရမတ်တွေကိုရတော့ကုတ်ချစ်ယူထားဖို့လိုတယ်ဆိုတော့ဒီနေ့ညပွဲမျိုးဆိုရင်ဒါနိုင်သုံးမှတ်မဖြစ်မနေစုဆောင်းနေတဲ့ပွဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုတော့ရှိတယ်ဒါကျွန်တော်တို့ DRD win win form ပေါ့နော် win win form ကတော့ ကောင်းမနေဘူးဒါ FP မှာ2-1နဲ့နိုင်ခဲ့တဲ့ပွဲကကျွန်တော်တို့ DRT အဝေးကွင်းပထမဆုံးနိုင်ပွဲအဝေးကွင်းပွဲတွေမှာဆိုရင်ကျွန်တော်တို့ရလက်ကောင်းတွေရယူထားဖို့လိုတယ်ဆိုတော့ဒီနေ့ညပွဲမှာဆိုရင်အဲဘလိုနီးနေဖြစ်ဖြစ်ကျွန်တော်ရမတ်ကိုရယူထားနိုင်ဖို့လိုတယ်အာ Northern Forest အနေနဲ့ကတော့တော်တော်လေးဟိုလက်ရှိအချိန်ဒီမှာခက်ခဲနေတယ်ဒါရလက်ဆိုးနေတယ်ဆိုပေမဲ့ဒါရှောင်းတိုင်းရဲ့အသင်းကဆိုရင်ကျွန်တော်တယောက်တည်းအမြင်ကဆိုရင်တော့ဒီနေ့ပွဲကနိုင်မယ်ဆိုရင်တော့တော်တော်လေးခက်ခဲမဲ့ပွဲလို့ခံစားရတယ်ပေါ့နော်ဆိုတော့ ယူနိုက်တက်ဘက်ကပြောမယ်ဆိုရင်ယူနိုက်တက်အနေနဲ့အတိုင်ယူနိုက်တက်ဘက်ကစောက်ကြည့်ကျင်တဲ့ကစားသမားဆိုရင်တော့ဒါကျွန်တော်ထုံးစံအတိုင်းပဲပေါ့နော် Brian Ambumo နဲ့ Ahmed Diye လို့ပါပဲဒီကစားသမားနှစ်ယောက်ရဲ့ connection ကိုထပ်ပြီးတော့ကြည့်ကျင်သေးတယ်ဒါညာချမ်းမှာဘယ်လောက်ထိ Northern Forest ကဘယ်ချမ်းခံစစ်ကိုဒုက္ခပေးနိုင်မလဲဆိုတာကျွန်တော်စောက်ကြည့်ကျင်သေးတယ်ပေါ့နော်ပြီးတော့နောက်တစ်ယောက်က Benjamin Sasco Sasco အနေနဲ့လည်းဒီနှစ်ပွဲမျိုးမှာဆိုရင်ဒါပြန်ဘက်မှာပြန်ဘက်မှာတွေ့ရမယ်ဒါ Northern Forest ဘက်ကဆိုရင် Milan Kovacic လို့ကစားသမားမျိုးရဲ့ Murelo လို့ ဒါ physically strong ဖြစ်တဲ့ကစားမတွေနဲ့ရင်ဆိုင်ရတဲ့အချိန်တွေမျိုးမှာသူပုံစံကောင်းကိုဆက်ပြီးတော့ပြနိုင်ပါမလားပေါ့နော်ကျွန်တော်အဲဆက်ဆောက်ကြည့်ရမယ်ပြီးတော့နောက်ချက်ကတော့ Matias Cunha Cunha အနေနဲ့ကတော့ဒါပြီးခဲ့တဲ့ပွဲမှာတော့ debut ကိုကျွန်တော်သွင်းယူနိုင်ခဲ့ပြီနော်ဆိုတော့ဒီနေ့ပွဲမှာလည်းသူဟိုတခုလုတ်ပြနိုင်မလားဆိုတော့ဆောက်ကြည့်ခြင်းနဲ့ပြီးတော့နောက်တစ်ယောက်က Sanna Lamans Lamans အနေနဲ့ကတော့ဒါပစွမ်းကောင်းတွေကိုဆက်ပြီးတော့ထိန်းထားနိုင်ဖို့လိုတယ်ဒါမှလည်းကျွန်တော်နောက်တန်းနဲ့ ဘောဓမာနဲ့ solid ဖြစ်မှာလဲကျွန်တော်တို့ fan set ကပေးကိုနေမှာပေါ့လို့ဆိုတော့အားလုံးကြုံပြီးပြောမယ်ဆိုရင်တော့ဒါ Norian Forest ကဒီရသည်ရလက်တွေစိုးနေရတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲစဉ်အတွက်ဆိုရင်တော့နိုင်မယ်ဆိုတော့ခက်ခဲမဲ့ပွဲတစ်ပွဲလို့ခံစားရတယ်ပြီးတော့ United အနေနဲ့လည်းဒါပြီးခဲ့တဲ့ရသည်ကရှုံးပွဲတွေဒါရှုံးပွဲဆိုတာ United ဟို Norian Forest နဲ့ထိတဲ့တွေ့ဆုံမှုကိုပြောတာပေါ့နော်ထိတဲ့တွေ့ဆုံမှုပြီးခဲ့တဲ့ရသည်နှစ်ကြော်စလုံးရှုံးထားတဲ့ရှုံးကြိုဒီရသည်မှာပြန်ဆက်နိုင်ဖို့လိုရလို့ထင်တယ်အဲပြီးတော့ ဒါ Northern Forest ရဲ့ Kansas Go တွေအများကြီးပေးနေရတဲ့ Kansas Go ကိုကျွန်တော်တို့တိုက်စစ်နေတဲ့ Go တွေတွန်းနိုင်ဖို့လိုရဲဆိုတော့အလုံးချုပ်ပြီးပြောမယ်ဆိုရင်တော့အဲဒီနေ့လိုမျိုးပွဲမျိုးကနိုင်သုံးမှတ်ကိုမဖြစ်မနေယူသင့်တဲ့ပွဲမျိုးလို့ထင်တယ်ပေါ့နော်ဆိုတော့အခုတင်ဆက်ပေးခဲ့တာကတော့နေညာမြန်မာစံတော်ချိန်ကိုနိုင်ခွဲမှာရှင်းပြန်ကစားမယ် Orion Forest နဲ့ United တို့ပွဲစဉ်ရဲ့ပွဲချုပ် pre-match talk ပဲဖြစ်ပါတယ်။စုံတီချီရှိပေးခဲ့ကြတဲ့ United ရှိကိုပြည့်တက်တယောက်ချင်းစုတိုင်းကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။